လုံးဖွင့်ကြည့်အောင်ဟာအောက်မှာငါတို့ရောက်နေပြီဒီတော့မှပင်မမတုံရင်နေရဲ့တုပ်ပေါ်ကမျက်လုံးဖွင့်ကြည့်လိုက်တယ်အပြားမှာရောက်နေတဲ့ဖိုတူလေးတို့နဲ့မော်ဆရာတို့ကိုမြင်တော့ဝမ်းသာသွားပြီးဘဲကနေငိုချလိုက်တယ်ရှူထက်မကြအောင်ထိန်းထားတဲ့စိတ်ကိုလည်းလှုပ်ပေးလိုက်တော့တာပေါ့အကြိုင်းအောင်ထားတဲ့ရှူတွေကဆယ်ကနေရေတွေလှုပ်လိုက်တယ်လို့ဝေါကနေတပင်ပေါ်ကနေအောက်ကိုထွက်ကြလာတယ်ထွက်ကြလာတဲ့ရှူတွေကတပင်နာမှာခဲနိုင်စောနေတဲ့ကပြာကြီးရဲ့ဖုန်းမော့ကိုရှင်းပြလိုက်တယ် subscribe လေးလုပ်ထားပေးဖို့တောင်းဆိုပါ ီကြည့်ရှုပါပေးကြရဲဘယ်ကြံကြောက်ချင်တယ်လို့အနားအစီအလာနေပြီတော့တို့ရဲ့ကျေးဇူးတင်ရှိပါရခင်ဗျာ။တို့အားလုံးအိမ်မော်ကိုရောက်တော့မော်ဆရာကကဲတွနီမင်းရပါချက်လေအာအီဟုတ်သားပဲမင်းတို့အဝဲကြီးကလာကြတာပဲဗိုက်စာနေရောပေါ့ကဲကဲငါအဲ့ရခင်းမိမယ်လေအဲ့ကြတော့မဟုတ်ဘူးလေငါတို့ရဗိုက်စာကထမင်းပါညာကျွေးရမှာလीဘန်းနေအတင်းရခိုင်နေရတော့ကွာ အီဟုတ်သားကွာဟိနေုံနေုံငါတပည့်ကြော်ပိုင်းကြီးကိုလှမ်းကုန်မေးလိုက်အောင်မေးတွနီကမိဘကြောင်ဘက်ကိုလဲကောင်ဟေးတပည့်ကြော်ပိုင်းကြီးလာအောင်ကွာဒီမှာတော့အဲ့တယ်ရီရောက်နေလို့ဟာငါတို့ရာမင်းရလေကြီးကြီးကျယ်ကျယ်နဲ့တော့အဲ့တယ်လာတယ်ဆိုတော့မင်းနေနေတာကပဲမြို့လို့လို့တော့ကိုတော့ကလာတာပဲအဲ့တယ်လာတယ်ဆိုလဲပြီးပြီပေါ့ကွာအော်ဒါတော့ချက်ကြီးရေဟိုတော့တော့တော့ပေါ့ကွာဒါမှမဟုတ်တော့ပေါ့ဟာရှုပ်နေရပဲမော်ဆယ်ရုစကားပြောနေတော့ မိဘကန်တွေကနေမျက်နှာဥမဲရီပေးနေကရောင်မတစ်ချောင်းကင်ပြီးထွက်လာတဲ့ဘိုက်ကလေးငယ်နဲ့လူတယောက်အနားကိုရောက်လာတယ်။ဆက်တော့ဘာဖြစ်စတော့မြ။ပုံမှာထမင်းတဲနေရတူးသွားလို့နောက်တော့ထွက်တယ်နေရဗျ။သူ့နေရဲ့တမဲဘိုက်ကြီးကမော်ဆရာကိုကြည့်ပြီးအော်ပိုတာဆရာတို့ပြောပြောနေတယ်။ဆရာတို့ရဲ့တငယ်ချင်းမော်ဆရာလိုလိုဘယ်နဲ့ဆရာလိုလိုနဲ့နှောက်ဦးချက်ကြီးဆိုရလားဗျ။ဘိုက်ကြီးရဲ့စကားကြောင့်မော်ဆရာရဲ့မျက်နှာရှုံ့မဲ့သွားတယ်လို့သူ့နေကလည်း ဂျေရိုးဥပောက်ပြောတဲ့တဲ့သူတပည့်ကျော်ပိုက်ကြီးကိုအမြန်ဟန့်ထားလိုက်ရတယ်။ဟာပိုက်ကြီးဘာရီပြောနေရတော့ငါအဲ့လိုမပြောပါဘူးဟာကဲကဲနေပါဦးမင်းကတဲနေရကထမင်းဦးဘနုံမြောင်လေဟိုဒါနဲ့ဆိုရင်တော့လေးဦးရှိပြီဗျတဲလိုက်တိုင်းတူးတူးသွားလို့လေအကုန်ဝက်ဆောင်တွေထည့်ပြရတာဆရာတို့ဝက်တွေတော့ဘိုင်းဝါပြီးတော့အိတ်တောင်းကုန်ပြီကဲအဲ့ဒါဒါကြည့်တော့ချက်ကြီးငါတို့ရဲ့ပိုက်ကြီးကလေအမဲလိုက်တဲ့နေရာသာတော်တာချက်တဲ့ပြုတ်တဲ့နေရာကျရင်တလွဲ့ကွာ တကဒလီလီသမီးမစားလိုက်ရတဲ့ရက်တွေတော့ရှိတယ်အခုလေဟာဝိုင်းကြီးတူးနဲ့ရတယ်ကောသွားကြည့်ဦးဟာကွာဒီတူးလေတူးပြန်ပြီထင်ပါတယ်ဝိုင်းကြီးကမြန်ပေမိဖို့ဘက်ကိုပြေးသွားတယ်မော်ဆီယာကဘိုက်ကလေးတွေကိုစီပုတ်နေတဲ့ဖိုးထူးတို့ဖိတ်ကိုတစ်ချက်ကြည့်လိုက်ပြီးကဲကဲတူးနေရငါပဲချက်လိုက်တော့မယ်နော်မင်းတပည့်ချက်တာသာစောင့်စားရရင်လीငါကလေးတွေရောငါရောငတ်ပြီးတေကုန်လိမ့်မှာမော်ဆီယာကအဲ့လိုပြောရင်းနဲ့မိဖို့ဘက်ကိုဝင်သွားလိုက်ပြီးတူကရိုင်းဝင်ချက်နေလိုက်တယ် နာကြာမှမော်ဆီယံနဲ့ဘိုက်ကြီးတို့ထမင်းဟင်းပကံတွေယူလာပြီးတော့ပြန်ထွက်လာတယ်။ဖိုတူလေးတို့နဲ့မော်ဆီယံတို့နဲ့အတူတွနေတို့ဆရာတွေနှစ်ယောက်ပါဘိုင်းခွဲပြီးထမင်းတူတူစားလိုက်ကြတယ်။ဘိုင်းရန်စာနေကြတဲ့အတွက်ခဏတွင်းမှပဲထမင်းတွေရောဟင်းတွေပါအကုန်ကုန်သွားတော့တယ်။အားလုံးဘိုက်ပြေသွားတော့အိရှိကော့ပြစ်မှာရင်းနှီးချမ်းဝိုင်းနဲ့အတူစကားတိုင်းပြောကြတယ်။ငါတို့မင်းအရင်လိုပဲတော်လိုက်အမဲပြစ်တော်မယ်လား။အေးပေါ်ချက်ကြီးက ငါဒီမိုဆိုးလို့ပဲလောက်တက်တာဟုတ်ကွာ။မော်ဆီယာတို့တငယ်ချင်းတွေကစကားပြောနေကြတော့ဟိုတူလီတို့ကဘိုင်ရန်လင်းနေတဲ့အတွက်ကြောင့်ရွာလေးကိုလည်းရှောက်ထွက်ဖို့ပြောလိုက်တယ်။ဥတုနီကသူတို့ရဲ့ဘိုင်ကြီးကိုအဖော်လိုက်သွားဖို့ပြောတဲ့အတွက်ဘိုင်ကြီးကဥဆောင်ပြီးဖိုတူလီတို့တငယ်ချင်းလေးယောက်ကရွာလေးကိုလည်းရှောက်ထွက်သွားကြတယ်။ကျန်ခဲ့တဲ့မော်ဆီယာနဲ့ဥတုနီကတော့ပြောလဲစကားကိုဆက်ပြောနေကြတယ်။အေးမင်းပြောမှငါတရိရတယ်ကွာငါတို့ရ။ခိုင်းဆိုဒီပါအောင်လာရင် ငါကတော့ကြည်ပြရနေလာနေကြကွာဒီနေ့ကကလေးတွေလည်းပါတော့အချိန်လေးတိတ်မရတာနေငါတော့ကြည်တဲ့ကနေဖြတ်လာခဲ့တာဟာချက်ကြီးဟာမင်းကလေအဲ့တော့ကြီးကအနေနဲ့အယမ်းများတာမင်းလည်းသိရတာနေငါတို့ဆရာတပည့်တော်တော့အုပ်သေးသွားရင်နေရရွှေပြီးတော့ရတာတချို့နေရာတွေကအယမ်းကျန်းနေကွာအေးငါဒီရောမရောက်ခင်တော့ကြည်တဲ့ထွက်ကနေတော့ငါတွေအပြည့်ရှိတဲ့ရေကန်ကြီးတကန်တွေ့ခဲ့တယ်ကွာအဲ့ဒီကမှဆောင်းနဲ့ကန်ဆောင်းတရားကြီးနေတော့ငါတွေ့ခဲ့ရသေးတယ်ဟင်ဒါဆိုရင်တော့ မင်းလူတရားကန်ကြီးကိုတွေးခဲ့ပြီတင်နေမသိကောင်မပြောက်ကောင်ချက်ကြီးရဲ့အဲ့ဒီကန်ကြီးကအယမ်းဆိုးတာကွအဲ့ဒီကန်ကြီးကလွန်ခဲ့တဲ့နှစ်တရာကျော်လောက်တည်းကရှေ့လူကြီးတွေတွေးခဲ့တာအဲ့ဒီကန်ကြီးစတူတော့ကရှေ့ဘတော်မှမကောင်ဘယ်ရောက်မှဖြက်စီးလို့မရအောင်ဆိုပြီးရှေ့လူကြီးတွေကလူသားတရားရဲ့လက်ချောင်းသွေးတွေကိုဖောက်ထုတ်ပြီးတော့အစီရင်လုပ်ခဲ့တာကွအဲ့လိုစတိခံခင်ရတဲ့လူတွေရဲ့ဝိညာဉ်တွေဟာအဲ့ဒီကန်ကြီးမှအဆောင်ရှောင်ဖြစ်နေအခုထိရှိနေတာအော်ငါလည်းမသိဘူးလေကွာ